င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းတဲ့တင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီတပ်ကလက်ရှိငလင်တန်းကိုခံထားရပြီမယ်စစ်ကိုဆက်ပြီးတိုက်သွားမယ်ဆိုပြီးတော့ပါအကြမ်းဖက်မင်းအွန်လိုင်းကိုတိုင်ကြေညာပြောဆိုလိုက်ပြန်ပါတယ် ဒီနိုင်ငံချက်ချင်းဒီအသင်းရဲ့မြန်မာနိုင်ငံကလင်းဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးကာကွယ်ဆေးဟာမန္တလေးကိုလာရောက်ဖို့စစ်ကောင်စီကိုကြိုတင်တည်င်းပေးဖို့ထားတာတော့နောင်ချုံမြို့နယ်ထဲမှာစစ်တပ်ကပြစ်ခတ်မှုကြောင့် DNL တပ်တွေကအဲ့ဒီထောက်ပံ့ရေးကားတွေကိုစောင့်ရှောက်ပေးထားရတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီတပ်ကလက်ရှိငလင်တန်းကိုခံထားရပြီမဲ့စစ်ကိုဆက်ပြီးတိုက်သွားမယ်ဆိုပြီးတော့ပါအချက်ဖတ်မင်းအွန်လိုင်းကိုတိုင်ကြေညာပြောဆိုလာပြန်ပါတယ် ဒါကတော့ဧပြီလ၁ရက်နေ့ဖြစ်တဲ့မနေ့ကပဲနေပြည်တော်မှာငလင်းဘေးအတွက်ဆိုပြီးစစ်ကောင်စီကလုပ်ငန်းရှင်တွေစီကနေအလှငွေလက်ခံပွဲလုပ်တဲ့အချိန်မှာမင်းအွန်လိုင်းကိုတိုင်ပြောသွားတာပါတစ်ဖက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ UNG PDF တပ်ဖွဲ့တွေနဲ့ညီနောင်မဟာမိတ်သုံးဘွဲတို့ကပါငလင်းတန်းတဲ့ပြည်သူတွေကိုအပြည့်အဝကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်အောင်ယာယီအပြည့်ရထားမယ်လို့အသီးသီးကြေညာထားကြပါတယ်အဲ့ဒီလို UNGPD နဲ့ညီနောင်မဟာမိတ်သုံးဘွဲတို့ကပြည်သူတွေအနေနဲ့ငလင်းဒဏ်ခံစားခဲ့ရတာကြောင့် ယာယီအပြစ်ရထားတယ်လို့ကြေညာထားပေမဲ့ဈေးကောင်စီကတော့သူတို့စစ်တပ်အနေနဲ့ငလင်းဒဏ်ကိုခံထားရပေမဲ့စစ်ကိုဆက်ပြီးတိုက်သွားမယ်ဆိုပြီးတော့ပါအကြမ်းဖက်မဲအွန်လိုင်းကိုတိုင်ကကြေညာသွားတာပါတဖက်မှာလည်းလက်ရှိနိုင်ငံတော်ကငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြံဖက်စကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပြီ အဲ့လိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လေလက်ရှိ PDF တွေကအပြစ်ရထားမယ်လို့ကြေညာထားတာတော့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်ပြီးလုပ်နေတယ်ဆိုပြီးတော့ကိုစစ်ကောင်စီကိုတိုင်မြန်မာနိုင်ငံဖိတ်ခေါ်ထားတဲ့အေဂျင်စီရဲ့သတင်းဌာနရဲ့သတင်းတော့ကိုတိုင်ကပဲသတင်းဖော်ပြသွားပါသေးတယ်ခင်ဗျတဖက်မှာတော့ဒီဟိုနိုင်ငံချက်ချင်းဤအသင်းရဲ့မြန်မာနိုင်ငံကလေးဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးကားကိုးစီးဟာမင်္ဂလေးကိုလာရောက်ဖို့စစ်ကောင်စီကိုကြိုတင်သတင်းပေးပို့ထားတာတော့ နောင်ချုံမြို့နယ်ထဲမှာစစ်တပ်ကပြစ်ခတ်မှုကြောင့် TNL တပ်တွေကအဲ့ဒီထောက်ပံ့ရေးကားတွေကိုစောင့်ရှောက်ပေးထားရတယ်လို့ TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဧပြီလ1ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီကျော်လောက်မှာပဲဒီရုပ်နိုင်ငံချက်ချင်းဒီအသင်းကမြန်မာနိုင်ငံကနေဘေးတင်ပြည်သူတွေအတွက်ဆိုပြီးထောက်ပံ့ရေးပစ္စည်းတွေကိုကားကိုးစီးနဲ့မန္တလေးမြို့စီတယ်ဆောင်လာတဲ့အချိန်နောင်ချုံမြို့နယ် OMD ကျေးရွာအနီးရောက်မှာစစ်ကောင်စီတပ်ကအသင်းဆောင်ပြီးအဲ့ဒီအကူအညီပေးရေးရင်နှန်းကိုပိတ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီတရုတ်နိုင်ငံချက်ချင်းဒီအသိရဲ့အကူအညီပေးရင်းနဲ့ဟာမန္တလေးမြို့ကိုလာဖို့အတွက်စစ်ကောင်စီကိုကြိုတင်အတိပေးအကြောင်းကြားထားတာတော့အခုလိုသူတို့စစ်တပ်ကပဲလန်ကီမှာပြစ်ခတ်တိုက်ခိုက်မှုကြောင့်အဲ့ဒီတရုတ်ချက်ချင်းဒီအသိရဲ့ငလင်းဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးကာကွယ်စည်းဟာနောင်ချိုမြို့ကိုပြန်လှည့်လာရပြီလက်ရှိမှာတော့အဲ့ဒီရန်တန်းကို TNL တပ်တွေကကာကွယ်စောင့်ရှောက်ပေးထားရသလိုသူတို့လိုရာခီးကိုလည်းဆက်လက်ပို့ဆောင်ပေးတော့မှာဖြစ်တယ်လို့လည်း TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဖက်မှာတော့မန္တလေးမြို့ပေါ်မှာငလင်တန်းသိမ့်ပြည်သူတွေဟာညအချိန်လမ်းမတွေပေါ်မှာပဲဖြစ်တလို့အိတ်ဆက်နေရပြီးနိုင်ငံတကာကနေစစ်ကောင်စီကိုပိတ်အပ်ထားတဲ့ထောက်ပံ့မှုတွေဟာလည်းပြည်သူတွေစီကိုလုံးဝမရရှိသေးဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်တဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်လှုပ်ခတ်သွားမှုကြောင့်ငလင်တန်းသိမ့်ပြည်သူတွေအတွက်ဆိုပြီးနိုင်ငံတကာအဖွဲ့အစည်းအတော်များများကစစ်ကောင်စီကိုထောက်ပံ့မှုတွေပိတ်အပ်ထားကြပါတယ်ဒါပေမဲ့အဲ့ဒီလိုနိုင်ငံတကာကစစ်ကောင်စီကိုငလင်တန်းသိမ့်ပြည်သူတွေအတွက်ဆိုပြီးပိတ်အပ်ထားတဲ့ထောက်ပံ့မှုတွေဟာ လက်တွေ့မှာတော့မြေပြင်ကငလင်ဒန်တင့်ပြည်သူတွေစီကိုလုံးဝမရရှိသေးပဲပြည်သူအချင်းချင်းလာရောက်လှူဒန်းပေးတဲ့အထောက်ပံ့လေးတွေသာရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တစ်ဖက်မှာလည်းလက်ရှိမန္တလေးမြို့ပေါ်မှာဆိုရင်ငလင်ဒန်တင့်ပြည်သူတွေဟာညအချိန်လမ်းမတွေပေါ်မှာပဲဖြစ်တယ်လို့အိတ်ဆက်နေရပြီးအဲ့ဒီမှာကလေးငယ်တွေနဲ့တကြီးရွယ်အိုတွေပါပါဝင်နေတယ်လို့အရေးပေါ်ကူညီမှုတွေလည်းတော်တော်ကိုလိုအပ်နေပြီး လက်ရှိနိုင်ငံတကာကစစ်ကောင်စီကိုပိတ်အပ်ထားတဲ့ထောက်ပံ့မှုတွေဟာလည်းမြေပြင်ကပြည်သူတွေစီလုံးဝမရရှိသေးဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့လက်ရှိမြန်မာနိုင်ငံအလဲပိုင်းမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီကတော့ချင်းပြည်နယ်မင်းတပ်မြို့ပေါ်ကိုဧပြီလ၁ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလေကြောင်းကနေပေါင်900ဘုံးတွေကျဲချသွားတဲ့အတွက်နေအိမ်တွေအမြောက်များထိခိုက်ပျက်စီးထားတယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာငလင်ဒဏ်ကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်မင်းအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကတော့လေကြောင်းတိုက်ခိုက်မှုတွေဆက်ပြီးလှုပ်ဆောင်နေရမှာဧပြီလ၁ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီဝင်းကျင်လောက်မှာပဲမင်းအတက်မြို့ပေါ်ကိုပေါင်900ဘုံသီးနှလုံးလာရောက်ကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်အမြောင်များလည်းထိခိုက်ပျက်စီးထားပြီးပြည်သူတွေလည်းလေကြောင်းအန္တရာယ်ကိုအထူးစိုးရိမ်နေကြသလိုလက်ရှိမှာနိုင်ငံတော်ငလင်ဒဏ်ကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်တော်လိုင်းရင်တက်တွေဘက်ကယာယီအပြစ်ရထားပေးပြီးမြေ အကြံဖတ်မင်းအွန်လိုင်းကိုတိုင်ကတော့စစ်ကိုဆက်ပြီးတိုက်မယ်ဆိုပြီးတော့ကိုမနေ့ကပဲကြေညာသွားပြီတစ်ဖက်မှာလည်းသူတို့စစ်တပ်ကပဲလေးချောင်းတိုက်ခိုက်မှုတွေပါဆက်ပြီးလှုပ်ဆောင်နေတာပဲဖြစ်ပါလေခင်ဗျာတစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်ဘကိုးတိုင်းတနက်ပင်းမြို့နယ်မှာတော့အကြံဖတ်စစ်ကောင်စီတပ်နဲ့ရဲတွေပါဝင်အုပ်ချုပ်ရေးမှုမြင့်နိုင်ဆိုသူတို့ကအောင်ချမ်းသာကြေးရွာမှာစစ်မှုထမ်းမှုလူငယ်တွေကိုတတားတစ်စုဆောင်နေပြီးငွေညစ်တောင်းရန်ဓာတ်တွေလည်းလုံနေကြပြန်တယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တဲ့ကိုပြောပါတယ် တစ်ဖက်မှာတော့လက်ရှိငလင်တန်ကြောင့်ပြည်သူတွေဟာပူပင်သောကတွေနဲ့ဒုက္ခရောက်နေတဲ့အချိန်စစ်ကောင်စီကတော့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတပ်သားတွေစုဆောင်းဓာတ်တွေကိုဆက်လက်လုဆောင်နေရမှာအခုလည်းဘကူတိုင်းတနက်ပင်မြို့နယ်မှာတင်းဂျက်ဖက်စစ်ကောင်စီတပ်နဲ့ရဲတွေအပောင်းဝင်အုပ်ချုပ်ရေးမှုမြင့်နိုင်ဆိုသူတို့ကအောင်ချမ်းသာဂျေရွာမှာစစ်မှုထမ်းဖို့လူငယ်တွေကိုတပ်သားတွေစုဆောင်းနေကြပြန်တယ်ဆိုပါတယ်အဲ့ဒီမှာစစ်ကောင်စီလောက်ကအုပ်ချုပ်ရေးမှုမြင့်နိုင်ဆိုတဲ့သူကလူငယ်တွေအနေနဲ့စစ်မှုမထမ်းချင်ရင် သူတို့ကိုလူစားထိုးခြင်းငွေကျပ်သိန်း100ပေးရမယ်ဆိုပြီးတော့ပါတောင်းရနေသလိုသူတို့တောင်းတဲ့ငွေမပေးနိုင်တဲ့လူငယ်တွေကိုတော့စစ်တပ်ထက်ကိုတခါတည်းပို့နေပြီလက်ရှိမှာတော့အောင်ချမ်းသာခြေရွာကလူငယ်၄ဦးဟာစစ်မှုထမ်းဖို့ဖမ်းဆီးခံလိုက်ရပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ